ခု TV ရိုးထဲမှာဂျန်စီရီရဲ့ဈေးရုံးဝင်ချိန်မှုအကြောင်းလေးကိုပြောပြပေးမှာဖြစ်ပါတယ်။ဟုတ်ပါတယ်။ခုခေတ်ဂျန်စီရီကသူတို့မိဘဘိုးဘွားတွေထပ်ပို့ပြီးတော့ဆင်းရဲလာနေကြပါပြီ။ဟန်ဒေ왜그래요?아무것도한게없는데숨만쉬었을뿐인데방금월급이란게잠시제계좌를스쳐지나갔습니다.아잉케네무두레얼어간샤바무레나이가이무티니무레가 ဂျန်စီရီကိုစင်းရဲစီတဲ့အကြောင်းမျက်ချက်တွေပါ။ဒါကြောင့်မဲဒီမျိုးဆက်တွေကအစင်းရဲဆုံးမျိုးဆက်တွေလို့သတ်မှတ်ခံထားရတာပါ။ဒါဆိုရင်ဘာလို့ဂျန်စီရီဒီလောက်စင်းရဲနေကြရတာလဲ။သူတို့တွေအလုံးမလုံးကြလို့များလား။ဆိုတော့အခုဒီဗီဒီယိုထဲမှာအဲ့ဒီအကြောင်းတွေကိုအတွင်းကြက်လေးလာကြမှာမဟုတ်လို့အကျေးစင်းတွေကိုခဏပေးချထားပြီးတော့ဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက်ကြရအောင်ရှင်။ generation series ဆိုတာက1998ခုနှစ်ကနေ2012ခုနှစ်ကြာကာလမှာမွေးဖွားခဲ့ကြတဲ့လူငယ်တွေဖြစ်ပြီးတော့ရှေ့မီနောက်မီအရွယ်တွေကိုခေါ်ကြတာပါ ကျမတို့ခြံစီတွေကအယုံခံရဆုံးမျိုးဆက်တွေဆိုတာကိုတော့မြန်မာနိုင်ငံကလူတွေကိုထိထိထူးထူးရှင်းပြနေစရာလိုမယ်မထင်ပါဘူးရှင်အမေရိကန်ဘဏ်ရဲ့2025မတ်လထုတ်ပြန်ချက်မှာဂျန်စီတွေကိုပတ်စံဖြုံးတဲ့သူတွေပတ်စံမဆုတဲ့လူတွေဆိုပြီးတော့ပြောထားပါတယ်။ဒါပေမဲ့အဲ့ဒီထုတ်ပြန်ချက်မှာပဲဂျန်စီတွေရဲ့50နှစ်ရှာခိုင်နှုန်းကမြန်မာတဲ့နေထိုင်စရိတ်နဲ့စားသောက်စရိတ်တွေကြောင့်အပိုအရှံမဆုနိုင်ကြဘဲနဲ့သူတို့လူချင်းနဲ့ကောင်းမွန်တဲ့ဘဝကိုရရှိဖို့ခက်ခဲနေကြတယ်လို့လည်းပြောထားပါသေးတယ်။ဟုတ်ပါတယ်။ ျမတို့အကြီးမားဆုံးရင်ဆိုင်တိုက်ခိုက်နေကြရတာငွေကြေးတွေနဲ့ပါ။ကျမတို့အလုံးမလုံးကြလို့မဟုတ်ပါဘူး။ပြင်းနေကြလို့လည်းမဟုတ်ဘူး။လုံးနေရင်စူးစားနေရင်လည်းကိုတုံးစရာမရှိဖြစ်နေကြရတာပါ။ဟာ wake up kid anne ondur tipyadi dariliya cham lo steak na bagaya gitta ha 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 wake up be sanin da yo obsessive me da တကယ်တော့ ဂျန်စီရဲ့53ကြာခိုင်နှုန်းကအချိန်ပြည့်အလုပ်တစ်ခုရှိတဲ့အပြင်အချိန်ပိုင်းအလုပ်တွေကိုလည်းလုပ်နေကြတာပါဥပမာပြောရရင်တော့မနေ့7နာရီကနေ9နာရီအထိကုမ္ပဏီတစ်ခုမှစီးရင်ခိုင်လုပ်တယ်အလုပ်ကစီးရင်လူစီကားတဲ့အစားအသောက်ဆိုင်တစ်ခုမှည9နာရီကနေ10နာရီအထိအချိန်ပိုင်းဝင်လုပ်တယ်ဒါမျိုးပါဒါတော့9ရက်မှ10ရက်က အကျွေးတည်နေတော့မှာပဲဒီပြဿနာကအရည်အသွေးပြဿနာတစ်ခုတော့မဟုတ်ပါဘူးအကျွေးတွေကိုမဆက်ပဲကြကြထားရင်အတိုးတွေစုပုံပြီးတော့ စင်မိုးတက်ချုံမိုးကြီးဆိုသူလိုပဲတိုင်ပတ်ကြပါလေရောအတတ်ငယ်စဉ်မှာအနာဂတ်အတွက်ပတ်စံစုဖို့ထောင်းလက်ရှိအကျွေးတွေကိုဘယ်လိုဆက်ကြမလဲဆိုတာကိုပဲတွေးနိုင်ကြတော့တာပါဒီကြောင်းကိုပြောရင်းနဲ့ကျမတစ်ခုတွေးမိပါသေးတယ်ဂျန်စီရီမြအတုံးပြုံးကျန်းလို့လားပေါ့ဒါလည်းတစိတ်တစ်ပိုင်းအပါဝင်ဆိုပေမဲ့ပညာရှင်တွေရဲ့စစ်တမ်းအရဂျန်စီရီရဲ့ဝင်ငွေ30ရာခိုင်နှုန်းကနေထိုင်စေးအတွက်ဖြစ်ပါတယ်25ရာခိုင်နှုန်းကနေစဉ်မရှိမဖြစ်စားသောက်စေးဖြစ်ပြီးတော့ နောက်ထပ်25ရာခိုင်နှုန်းကိုမိသားစုအတွက်အသုံးပြုကြတယ်လို့ဆိုပါတယ်။ဒါဆိုရင်စုစုပေါင်းမှာ80ရာခိုင်နှုန်းပဲရှိပါသေးတယ်။နောက်ထပ်20ရာခိုင်နှုန်းတော့မှအေးစစ်သုံးလို့ရတာပေါ့။အထင်မစောပါနဲ့哦။ကျမတို့ဂျန်စီတို့ရဲ့သုံးပုံနှစ်ပုံကသူတို့ဝင်ငွေရဲ့90ရာခိုင်နှုန်းနီးပါးကိုလိုချင်တာတွေစားချင်တာတွေအပေါ်မှာနှစ်ခါပြန်မတွေးဘဲနဲ့သုံးကြတယ်လို့သိရပါတယ်။ကဲဒါတော့ဆိုဘာကြောင့်အကျွေးတွေတင်နေကြလဲဆိုတာသတိထားမိလောက်ပြီပေါ့။ဂျန်စီတွေက TikTok တို့ Facebook တို့လို social media platform တွေကိုအသုံးပြကြပြီးတော့ဒီ platform တွေရဲ့တုံးဆွဲမှုတက်ဝက်လောက်ကတခုခုကိုရောင်းဖို့စူးစမ်းနေကြတာပါဒီလိုနဲ့ဂျန်စီတွေအနေနဲ့လိုချင်တက်မှတ်မှုတွေနဲ့လိုရင်းဆန္ဒတွေများလာကြတာပဲဖြစ်ပါတယ်လိုချင်တာတော့ရေဦးတက်တဲ့ပစ္စည်းတွေမဟုတ်ပါဘူး influencer တွေတုံးတဲ့ဈေးကြီးတဲ့အရာတွေကိုပါဒီလိုနဲ့အကြီးကြီးများတက်တဲ့များလာပါတော့တယ်တချို့ဂျန်စီတွေအနေနဲ့ကလည်းဒီလိုတွေ live မလုပ်ကြပါဘူးဒါပေမဲ့အကြီးကြီးကရှိနေတော့မှာ ပညာရှင်တွေကတော့ဒါကငွေကြေးဖောင်းပွားနေလို့ဆိုပြီးတော့ပြောကြပါဗျ။အခုဒီဗီဒီယိုကိုကြည့်နေကြတဲ့မိတ်ဆွေတို့တွေးကြည့်ကြပါ။အရင်ကလောက်ခလာစာတောင်းကနားလောက်ပဲရတဲ့ကာလတွေတုန်းကအိမ်တအိမ်ရဲ့ဈေးကရမကျော်ပါဘူး။ကျမတို့ဘိုးဘွားတွေအလုပ်ကိုယ်စီနဲ့အဆင်ပြေနေကြချိန်မှာအိမ်ပိုင်ခြံပိုင်နဲ့အတော့ကိုပြောစရာကောင်းနေကြပါပြီ။နှလုံးနဲ့မြင်အောင်ကြည့်ကြပါ။ဘိုးဘွားရဲ့လက်ထက်ကလူငယ်တယောက်သူဝင်ထားတဲ့အိမ်အပေါ်ထက်ကသူပိုင်ဆိုင်တဲ့ပစ္စည်းတွေတဲ့က80ရာခိုင်နှုန်းကိုအိမ်ပြင်ကိုပစ်ချလိုက်မယ်။ ဒါဆိုအိမ်ထဲမှာကြံခဲ့တဲ့ပိုင်ဆိုင်မှုတံမိုးကကျမတို့ခြံစီတွေရဲ့ပိုင်ဆိုင်မှုတံမိုးနဲ့အတူတူပါပဲ။ရှင်းစရာပြောနေရမဟုတ်ဘူးနော်။ရှင်းနာစရာပြောနေရပါ။အခုအခြေခံလဆာ3သိန်းနီးပါးရှိနေချိန်မှာအိမ်ဈေးတွေက3000ကနေနီးပါးအထိအောင်ရှိနေကြပါပြီ။ဒါတော့လူကြီးတွေအနေနဲ့ခုခေတ်လူငယ်တွေကိုအားမလို့အားမရနဲ့ပြောဆိုဆုံးမတာတွေရှိနေပါသေးတယ်။သူတို့ဘက်ကကြည့်ရင်လည်းမှန်တာပါပဲ။ ကျမတို့လိုအသက်အရွယ်တွေမှာဘိုးဘွားတွေအနေနဲ့အေးအေးဆေးဆေးဖြစ်နေကြလောက်ပြီးတော့ကိုယ်ပိုင်လုပ်ငန်းလေးတစ်ခုမဟုတ်ရင်တော့လက်စာကောင်းကောင်းအလုပ်တစ်ခုလောက်နဲ့မိသားစုအေးအေးဆေးဆေးနေလို့ရပါတယ်။ကျမတို့ခင်မှာတော့ဘယ်ပေါင်းပြီးအိတ်ကကထောင်နံတရက်ထွက်လာမလဲဆိုတာကိုရင်ခုန်စွာနဲ့ရှာဖွေနေရတာနဲ့ချင်းကိုအတော်လေးကိုစိတ်လုံရှားဖို့ကောင်းနေတော့တာပါ။ ဗီဒီယိုလေးကိုဆက်မှတ်သွားခင်မှာအခုဒီဗီဒီယိုကိုကြည့်နေတဲ့အထဲမှာဂျန်စီလူငယ်တွေပါတယ်ဆိုရင်တော့ကျွန်တော် application တွေကတမိုးရှိတဲ့လူငယ်တယောက်ဖြစ်ဖို့ဖတ်တဲ့စာအုပ်များဆိုတဲ့ collection ထဲမှာစာအုပ်၅ခုညွှန်ပြထားပါတယ်ရှင်အချိန်မရှိလို့စာမဖတ်ဖြစ်ဘူးဆိုပြီးတော့အစဉ်ချင်းမပေးဘဲနဲ့အတန်နဲ့ပါရွှေနှုတ်ထဲမှာနားထောင်လို့ရတာဖြစ်တဲ့အတွက်ဂျန်စီအားလုံးကိုတေစာလေးတော့ဖတ်ကြည့်ဖို့တိုက်တွန်းချင်ပါတယ်ရှင် ရှင်တို့ application ဆိုတာကနိုင်ငံတကာကကမ္ဘာကျောင်းစာရေးဆရာတွေအစားအပေါင်း600ကျော်ကိုမြန်မာဘာသာပြန်ပေးထားပြီးတော့အတန်နဲ့ရောစာနဲ့ပါအချိန်မရနေရမဖက်ရှင်နာဆင်နိုင်တဲ့ audiobook တွေလည်းပါဝင်တာကြောင့်စာဖတ်ဖို့အချိန်မရှိတဲ့သူတွေအခုပဲ Play Store နဲ့ App Store မှာ download ဆွဲပြီးတော့ဒီနေ့ကစပြီးတော့စာတွေဖတ်ဖို့တိုက်တွန်းလိုက်ပါတယ်ရှင်။ဂျန်စီရဲ့ခစ်မှာအလောက်ကံတွေပုံများလာတယ်။အခွင့်အလမ်းတွေပိုရှိလာတယ်ဆိုပြီးတော့လူကြီးတွေပြောတာကြားဖို့ကြမှာပါ။ ဒါဆိုသူတို့တွေလာစာကောင်းကောင်းနဲ့အလုပ်ကောင်းကောင်းတစ်ခုကိုပါဆိုင်ကြမှာဘောလို့ထင်တော့ no ပါရှင်စတန်တွေအရာဂျန်စီရီရဲ့300ရာခိုင်နှုန်းနီးပါးကအလုပ်လက်မဲ့တွေလို့သိရပါတယ်အလုပ်လက်မဲ့ဖြစ်ရတဲ့အကြောင်းကတော့အမျိုးမျိုးရှိနေရပါခေတ်သစ်ကြီးရဲ့မှာအလုပ်ကိုင်တွေကပေါများလာတဲ့အပြင်ပိုင်ဆိုင်မှုတွေကပါမြင့်တက်နေကြတာပါအလုပ်တစ်ခုမှာအင်တာဗျူးဖို့လူစဲကနန်းကနေရှားကနန်းအထိတန်းစီစောင့်နေကြတာကိုကြည့်ရင်ဒီအချက်ကတိတာနေရပါ ဒီလိုပြန်ဆိုင်မှုတွေများပြားလာတဲ့အခါလုပ်ငန်းရှင်တွေအနေနဲ့တေချာရွေးထုတ်ကြရပါတော့တယ်။တစ်အချက်အတွေ့အကြုံရှိရမယ်။နှစ်အချက်ပညာတက်ရမယ်ပေါ့။တချို့တွေကတော့ကြားဆက်မတက်တော့နဲ့ကွာ။အတွေ့အကြုံရအောင်အလုပ်ထွက်လို့ကြအောင်ဆိုပေမဲ့ဘွဲလက်မဲ့ပါမလာတဲ့အင်တာဗျူးကဘလောက်တောင်ခက်ခဲလဲဆိုတာကိုဂျန်စီတချို့ကောင်းကောင်းသိနေကြပါပြီ။အလုပ်ရပြန်တော့လေအတွေ့အကြုံကမရှိဘွဲရလည်းမရဆိုရင်လာစားကထင်သလောက်မရနိုင်ကြပါဘူး။ တချို့ဆိုနေစည်းနဲ့စားစိတ်တော့မဖူလုံဘူးလို့သိရပါတယ်။အလုံးမလုံးသေးပဲကြောင်းဆက်တက်ပြန်တော့လေဆက်စရာအကျွေးတွေလုပ်ငန်းခွင်အတွေ့အကြုံမရှိတာတွေကဖိအားတစ်ခုလိုဖြစ်လာကြပါတော့တယ်။ဒီလိုနဲ့အမေနဲ့ရွာကိုလွမ်းလို့အိမ်ပြန်ရောက်လာပြီးတော့အလုံးမရှိအကင်မရှိတာတွေစဖြစ်ကြပါလေရော။လုပ်ငန်းရှင်တွေအနေနဲ့ကလည်းလာတိုင်းအခချင်းတွေပေးနေရတဲ့အပြင်အမားတွေနဲ့စိတ်အပြောင်းလဲတွေဖြစ်တဲ့လူသားတွေကိုအလုံးခန့်ကြမယ်အစား AI တွေကိုပဲအလုံးခန့်ကြဖို့စိတ်ကူးနေကြပါပြီ။ 2030မှာလုပ်ငန်းသုံး AI တွေကြောင့်လုပ်သား385သန်းနီးပါးကအလုပ်ပြုနိုင်တယ်ဆိုတဲ့သုံးသပ်ချက်တွေကဂျန်စီတွေအနေနဲ့ဖျားတရားကျူလုပ်ထားဖို့လုံလောက်နေပါပြီ။အပြစ်မရှိအပြစ်ရှာနေရတော့မဟုတ်ပေမဲ့ဂျန်စီတွေကလွဲမားတဲ့ခေတ်ကြီးထဲမှာလူလာဖြစ်တဲ့မျိုးဆက်တွေကတခုပါပဲ။2008စီးပွားပြက်ကတ်ကအခုဂျန်စီတွေအသက်ကြီးလာတာမှတက်ရောက်နေတော့မှာကွန်မြူစီတွေကလည်းဈေးတက်လာစမြဲပါ။လောက်ခလားဆောင်တွေကလည်းနည်းနေတော့မှာပဲ။ ဒါအပြင်ကိုဗစ် -19 ဆိုတဲ့ကမ္ဘာပြက်ကက်ကြီးကလည်းဂျန်စီရီအရရောက်တဲ့အချိန်တနည်းအားဖြင့်လုပ်ငန်းခွင်ဝင်ကြတော့မယ့်အချိန်မှာထပ်ဖြစ်တာဆိုတော့အလောက်ကိုင်းအခွင့်အလမ်းဆိုးရမှုနဲ့ကုန်စည်တို့မြင့်တက်မှုကအရင်ကားတက်တာမှဆိုးရခဲ့ပါသေးတယ်။ဒီလိုပြက်ကက်တွေရင်ဆိုင်ခဲ့ပြီးတာကမလုံလောက်သေးပဲနဲ့အခုကမ္ဘာနိုင်ငံရေးမငြိမ်မသက်မှုတွေကနောက်တစ်နှစ်နဲ့လောက်ဆိုလို့ရှိရင်စစ်ပွဲကြီးတွေဖြစ်ဖို့ကြာခိုင်တော့များနေပါပြီ။ဒါရီယိုပြောရင်ပြဿနာပေါင်း16000နဲ့အသက်ရှင်ခဲ့ကြတဲ့ကျမတို့ရဲ့အဖေအမေမျိုးဆက်တွေကလောင်ရည်နေကြမလားပဲ။ အပေါ်ကကျွန်မပြောထားတဲ့အချက်တွေကဂျန်စီရင်ဆင်းရဲရုန်းကန်နေကြတာကိုရှင်းပြခဲ့တာပါဒါပေမဲ့ဒီအကြောင်းကိုပြောကြရင်လူတွေတိတ်မဆွေးနေကြတဲ့အကြောင်းကြီးတစ်ခုရှိနေပါသေးတယ်ဒါကတော့ဆင်းရဲစွာမွေးဖွားလာခဲ့တဲ့အကြောင်းပါလူတော်တော်များကိုမေးကြည့်လိုက်ပါ အခုကိလူငယ်တွေဘာကြောင့်ဆင်းရဲနေကြတာလဲဆိုရင် မကြိုးစားလို့ပြင်းလို့စားတဲ့ negative ဆန်တဲ့ဇာတ်တွေကြားရမှာအသေးချပါဒါပေမဲ့တချို့ဂျန်စီတွေကစူးစမ်းခြင်းမရဲ့စူးစမ်းနိုင်မရဲ့နဲ့ လမ်းစမရနိုင်တဲ့အခိုက်အတန့်တွေအများကြီးပါဝေဖားလာတဲ့ပတ်ဝန်းကျင်ရင်ဆိုင်ကြရတဲ့ဘဝတွေကအလေကားတက်တခုမဟုတ်ပါဘူးတချို့ခြံစည်တွေဆင်းရဲရတာတွေကမိဘတွေနဲ့လည်းအများကြီးဆိုင်နေပါတယ်ဒါတွေကအပြစ်တင်နေရမဟုတ်ပါဘူးသူတို့ရဲ့ဆင်းရဲမှုတွေကတာသမီတွေဖြစ်တဲ့ခြံစည်တွေကိုပါအကျိုးသက်ရောက်နေရပါဒါရောတချို့တွေကမိဘတွေချမ်းသာနေရတော့မှအမြင့်ကခုန်ချခြင်းတွေရဲ့ခြံစည်တွေလည်းအများကြီးပါပဲပထမမျိုးဆက်တွေဖြစ်တဲ့ဘိုးဘွားတွေက အနာဂတ်မျိုးဆက်တွေအတွက်သူတို့ခံစား권မရကြပြီမဲ့အခွင့်အလမ်းတွေချမ်းသာကြွယ်ဝမှုတွေဖန်တီးပေးခဲ့ကြပြီးတော့ဒုတိယမျိုးဆက်ဖြစ်တဲ့အဖေမေတွေလက်ထက်မှာလည်းအဲ့ထက်မကတိုးပေါအောင်လုပ်ခဲ့ကြပါတယ်။ဒါပေမဲ့ဒီလိုချမ်းသာကြွယ်ဝမှုတွေကိုအပျော်ပါးတွေနဲ့မလို့အတက်နေရာတွေမှာတုံးနေကြတဲ့ဂျန်စီတွေလည်းတသက်ကိုရှိတာပါ။ဒါကြောင့်ဘလို့ပဲပြပြကျမတို့ကိုယ်တိုင်ကရုံထကျင်တဲ့စိတ်ချမ်းသာကျင်တဲ့စိတ်သာရှိခဲ့ရင်ဘလို့အခက်အခဲမျိုးကိုမစုံရင်ဆိုင်ကြရမှာပါ။ အခုကမှကြားနေကြဖြစ်တဲ့အောင်မြင်လမ်းကြောင်းနေလို့ပေါ့ဟိုကောင်လေးကဘလို့ရီစူးစားလို့ဘလောက်တောင်ချမ်းသာသွားတယ်လို့ဘယ်ပုဂ္ဂိုလ်ကငယ်စဉ်ကဘလောက်စူးစားခဲ့ရတယ်လို့တကယ်လဲဘလို့အခက်အခဲတွေကြံတိုက်မှုတွေပဲရှိရှိမလျှော့တဲ့ဇွဲနဲ့စူးစားနေရဆိုရင်တော့ချမ်းသာအောင်မြင်မှုဆိုတာကျမတို့ရဲ့အိမ်တကားကိုလာခောက်ပါလိမ့်မယ်ကျမတို့နောင်မျိုးဆက်တွေအောင်မြင်မှုချမ်းသာမှုဆိုတာကလည်းကျမတို့နဲ့သက်ဆိုင်နေရမှုလို့မျိုးဆက်သစ်တွေအားကောင်းမှုအတွက်ပါကျမတို့စီမှာတာဝန်ရှိနေရပါ ဆိုတော့ဒီဗီဒီယိုလေးထဲမှာပြောပြပေးသွားတာကတော့ဂျန်စီတွေကိုဘာလို့အစင်းရဲဆုံးလို့သတ်မှတ်ကြရတာလဲဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်။ဂျန်စီတွေကနေထိုင်စိတ်ဈေးကြီးတာနဲ့ကုန်စည်နှုန်းတွေမြင့်တက်လာတာကြောင့်ငွေကြေးအခက်အခဲတွေအများကြီးနဲ့တုံ့တွေ့နေရတာဖြစ်ပြီးတော့ကမ္ဘာစီးပွားပြက္ခရဲ့နောက်ဆက်တွဲဆိုးဆိုးတွေကိုခံစားနေကြရတာပါ။ဒါအပြင် COVID-19 နဲ့တတိယကမ္ဘာစစ်ခြေလှမ်းသစ်တွေဟာဂျန်စီတွေအတွက်ဆင်းရဲမှုတွေကိုဖန်တီးပေးနေရပါ။ဒါပေမဲ့ကျမတို့ဂျန်စီတွေကအရန်တော်တဲ့မျိုးဆက်တစ်ခုဖြစ်တာကြောင့် ဇွဲကောင်းကောင်းနဲ့သာစူးစမ်းမယ်ဆိုရင်အမြင်နိုင်တဲ့ဆိုတာမမေ့ဖို့ပြောပြသွားတာပဲဖြစ်ပါတယ်။အခုဒီဗီဒီယိုကိုကြည့်နေကြတဲ့မိတ်ဆွေတို့ရောဂျန်စီတွေကိုဘလို့အချက်တွေကဆင်းရဲမှုတွေဖြစ်စေနိုင်သေးလဲဆိုတာကိုကွန်မန့်ထဲမှာလွတ်လပ်စွာဆွေးနွေးဖို့ဖိတ်ခေါ်ရင်းနဲ့ဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါရစေရှင်။ရှင်တို့အပ်ထဲမှာအကောင့်ဖွင့်လိုက်တာနဲ့အခမဲ့စာအုပ်ဆယ်အုပ်တောင်ဖတ်လို့ရပြီနော်။နိုင်ငံတကာကစာရေးဆရာတွေရဲ့စာအုပ်ကောင်းတွေကိုမြန်မာလိုအနှစ်ချုပ်ပေးထားပြီးတော့စာနယ်ရောအတန်းနဲ့ပါနှထောင်လို့ရလို့အခုပဲတော့ဖတ်ကြည့်ဖို့အတွက်တိုက်တွန်းလိုက်ပါရစေ။ application အသုံးပြုပုံအသေးစိတ်ကိုလည်းရွှေနှုတ် Facebook page မှာမေးမြန်းနိုင်ပါတယ်ရှင်